မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ထာဝရဘုရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး7အပိုက်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်။ငါမိုင်မဲသောအဖြစ်ကို သင်တို့ဒီခဏတီးခံစေခြင်းကငါလိုရှိ၏ ခဏတီးခံကြပါလော့ဒီစာကြောင်းလေးကိုဖတ်လိုက်ရတဲ့အခါမှာကျွန်တော်စိတ်ထဲမှာ ပေါ်လူရဲ့စိတ်နေသဘောထားလေးကိုခံစားမိပါတယ်သူက ကောရင်သူအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုတီးခံပြီးတော့မှနားထောင်ပေးပါငါပြောစရာရှိတယ်ဆိုတဲ့နှိမ့်ချတဲ့သဘောနဲ့သူတို့ကိုတောင်းတောင်းပန်ပန်နဲ့ပြောဆိုတဲ့စကားကိုတွေ့ရပါတယ်သူကကောရင်သူအသင်းတော်ပေါ်မှာထားတဲ့နှလုံးသားကအင်မတန်ကောင်းပါတယ် ခရစ်တော်ရှေ့မှာဆက်တာရမယ်သူတို့သမီးကညာကဲ့သို့အပြစ်နာစာကင်းစေဖို့ရန်အတွက်ဘုရားခင်ရဲ့အလိုတော်တိုင်းစိုးရင်သောစိတ်နဲ့စောင့်ရှောက်တဲ့အကြောင်းကို ဖော်ပြပါတယ်အဲ့ဒီသူတို့သမီးကညာဖြစ်တဲ့အသင်းတော်ကိုနှောက်ရှက်မဲ့စာရန်ရဲ့လှည့်စားမှုတွေကိုလည်းသူကသိပါတယ်အဲ့မှာအယောင်ဆောင်ပြီးရောက်လာမဲ့ prophet တွေအယောင်ဆောင်ပြီးရောက်လာမဲ့ဖျားလူဆိုတဲ့လူတွေကလည်းရှိနေတာမို့လို့ ေါလုကအရန်စိုးရိမ်တဲ့အကြောင်းကိုသူဖော်ပြပါတယ်အဲ့လိုလူတွေကတော့မင်းတို့ဘလို့ဖို့ခပေးပြီးတော့မှဘလို့ဖျားယောင်းလဲတော့ငါမသိဘူးဒါပေမဲ့ငါကတော့မင်းတို့စီကိုလာတဲ့အခါမှာအဖိုးခါတွေအများကြီးပေးရတယ်တခါလေမှာမင်းတို့စီကနေပြီးတော့မှအခကျင်းငွေကိုမယူဘဲအခြားသောသူတွေရဲ့ထောက်ပံ့ကျင်းနဲ့ငါကမင်းတို့ကိုဝန်တာစိတ်နဲ့ကူညီတယ်မင်းတို့စီကိုငါရောက်လာတယ် အခြားသောသူတွေရဲ့ကုညီမဆားမှုတွေအချီးနှီးမဖြစ်အောင်လို့မင်းတို့ကိုဝိညာဉ်ရေးရမှာအရန်ဂယူဆိုင်တယ်ဆိုတဲ့အကြောင်းတွေသူပြောပါတယ်တခါလေမှာသူဘလောက်ဆင်းရဲဒုက္ခရောက်တဲ့အကြောင်းသူဒုက္ခဆင်းရဲတွေကိုဘလောက်အတိုင်းတာထိခံစားရတဲ့အကြောင်းတွေကို မှတ်တမ်းတင်ထားတာတွေ့ရပါတယ်ရိုက်ပုတ်ချင်းမှအစပြီးတော့မှ သူ့ကိုခဲနဲ့ပစ်ချင်းတင်းမောပြတ်မှနေရချင်းပင်လယ်ထဲမှာတညာလုံးကူးခတ်နေရချင်း မှစပြီးတော့မှအမျိုးမျိုးသောဆင်းရဲဒုက္ခပြဿနာတွေကိုရင်ဆိုင်ကြုံတွေ့ပြီးတော့မှပင်ပန်းစွာ သူဟာဒီအမှုတော်တွေကိုဆောင်ရွက်တယ်လို့သူကရေးပါတယ်။သူကအဲ့လောက်ထိအသိန်းတော်ကိုစိုးရိမ်စိမ့်နဲ့စောင့်ရှောက်နေတာက သူပြုစုထားတဲ့အရာတွေမပြတ်ဖို့သူတို့သမီးကညာကဲ့သို့သော အသိန်းတော်ကိုမပြတ်စည်းသွားဖို့ဖြားယောင်းသွေးဆောင်မှုတွေနောက်ကိုပါသွားပြီးတော့မှ မာယွေနဲ့မိစ္ဆာပရိုဖက်တွေနောက်ကိုမပါသွားစေဖို့ရအတွက်သူစူးစမ်းနေတဲ့အကြောင်းတွေပြောပါတယ်ဒါကတော့ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အဖို့အခါတွေဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့အပေါ်မှာဝန်တာစိတ်မရှိတဲ့သူ ကျွန်တော်တို့စီကသာရယူဖို့စူးစမ်းတဲ့သူတွေကများသောအားဖြင့်မာယွေနဲ့မိစ္ဆာပရိုဖက်တွေဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်သူတို့တွေကကျွန်တော်တို့စီကကုတ်သွေးဆုံးမယ် ရသည်မယူမယ်မရတော့ဘူးဆိုထားခဲ့မယ်သူတို့ဘက်ကဘာအဖိုးခါမှပေးဖို့မစင်စားဘူးဘာအဖိုးခါမှလည်းပေးချင်စိတ်မရှိဘူးဒီလိုလူမျိုးတွေနဲ့ကျွန်တော်တို့မတွေ့ဖို့ရန်ဆူတောင်းရမှာဖြစ်ပါတယ်ရှင်ပေါလူကတော့ကောရင်သူအသင်းတော်အပေါ်မှာဘလောက်ထိတံပိုးထားတယ်အဖိုးခါပေးတယ်သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲသူပေးဆက်နေတဲ့အရာတွေကဘလောက်တိုင်းတာတိရှိလဲဆိုတာကိုပြောပြနေခြင်းအပြင် အင်မတန်မှဝိညာဉ်ရေးရာမှာ စိတ်ချအနံ့ဖို့ကောင်းတယ်ဆိုတာကို တွေ့ရပါတယ်ဒီလိုမျိုးတမန်တော်ကြီးနဲ့တွေ့ရတာကောရင်သူအသင်းတော်အတွက်ကတော့တကယ်ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်သူတို့ပေါ်မှာထားတဲ့ဝန်တာစိတ်ကအင်မတန်ကောင်းပါတယ်ဒီလိုမျိုးလူမျိုးတွေများစွာပေါ်ထွက်ဖို့လဲကျွန်တော်မျှော်လင့်တောင်းတဖို့ရအရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကိုချစ်ပြီးတော့မှဝန်တာစိတ်ရှိပြီးတော့မှ အဖို့ခပေးတဲ့သူတွေအပြင်ကျွန်တော်အသက်တာကလည်းပိုပြီးတန်ဖိုးရှိလာမှာဖြစ်ပါတယ်အဖို့ခပေးတယ်ဆိုကြတဲ့ကကျွန်တော်ကိုတန်ဖိုးထားလို့အဖို့ခပေးတာဖြစ်တယ်ဆိုတာကိုလည်းသိစေချင်ပါတယ်သခင်ရှုခရစ်တော်ကတော့အသက်ပေးပြီးကယ်တယ်ပေါလုတို့မှစဖျားသခင်လူတွေကတော့အဖို့ခတွေပေးပြီးတော့မှအသင်းတော်ကိုစောင့်ရှောက်တယ်အဖို့ခတွေပေးပြီးတော့မှအသင်းတော်ကို ခရစ်တော်၌ဆက်သပါ့မယ်သူတို့သမီးလိုဂယုဆိုင်ပြီးစိုးရင်ကြီးစွာနဲ့ပြားရောက်မှုတွေနဲ့မပါသွားအောင်စောင့်ရှောက်နေတယ်ဆိုရင်ဒါကအင်မတန်မှကျွန်တော်တို့အပေါ်မှာတန်ဖိုးထားလို့ချစ်လို့ဖြစ်တယ်ဆိုတာကို သိရှိနားလည်သိချင်ပါတယ်တခါလေးမှာကျွန်တော်တို့ကိုအဲ့လောက်ထိဂယုတဆိုင်နဲ့ကြည့်ရှုနေတာကိုပဲနားမလဲပဲနဲ့အပေါ်တွေလှုပ်တယ်ဘာကြောင့်ဒီလောက်တောင်ဖိုးခပေးရတာလဲ ဒိဗေမရှိဘူးစသဖြင့်ပြောချင်ပြောမယ်ကျွန်တော်တို့ပေါ်မှာမြောက်ပင့်ပြောဆိုပြီးတော့မှဇာတိကြီးထွားလာအောင်ပဲလုပ်နေတဲ့သူတွေကိုတော့ကျွန်တော်တို့ကအမွန်းတင်ပြီးတော့မှချီးမွားကန်ထုတ်ချင်ထုတ်မယ်ကျွန်တော်တို့ကိုမျက်ရည်နဲ့ပြုစုပေးတဲ့သူတွေကိုတော့ကျွန်တော်တို့တွေကအလေးမထားမိဘူးဆိုရင်တော့ဝမ်းနည်းစရာကောင်းပါလေချစ်တော်မိပါညီကိုမောင်တို့ကျွန်တော်တို့ကိုအမှန်တကယ်ဝိညာဉ်သဘောနဲ့ပြုစုပေးတဲ့စောင့်ရှောက်ပေးတဲ့သူတွေကို တံပိုးထားပြီးတော့တီးခံကောင်းပါれဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ဤအသက်တာပေါ်မှာ အမှန်တကယ်ဖိုးခပေးပြုစုတဲ့သူတွေကိုရှာတွေ့ပြီးသူတို့ကို ကျွန်တော်တို့တီးခံတော်စိတ်နဲ့လက်ခံနိုင်ဖို့မဆာပါကျွန်တော်တို့ကိုဖိုးခပေးပြီးတံပိုးထားပြီးတော့ပြုစုပေးတဲ့သူတွေကိုလည်းယေရှုနာမ၌ကောင်းချီးပေးပါれကျွန်တော်ဤအသက်တာကိုဆက်လက်ပြီးကောင်းချီးပေးလေ ခန္ဓာစိတ်ဝိညာဉ်မာစာချက်အမျိုးမျိုးနဲ့ပတ်ရပါကြားနာရတဲ့မိတ်ဆွေညီကိုမောင်နှမတွေအပေါ်မှာလဲကိုရောလက်တော်ရှိပါယေရှုတင်လျက်တဏိတာကိုဆက်ကတ်တဲ့အခါတခိယေရှုနာမ၌ဆုတောင်းဆက်ကတ်ပါ၏အာမင်